။အင်ဒိုနီးရှားကတော့တရုတ်ကိုပလေးလိုက်ပြီလား။အင်ဒိုနီးရှားရဲ့လုံရည်ကြောင့်တရုတ်ကတော့ပေါက်ကွဲနေပါလေ။တရုတ်တိုက်လေယာဉ်တွေဝယ်ယူဖို့အတွက်တိကျမဆုံးဖြတ်သေးဘူးလို့အင်ဒိုနီးရှားကပြောလာပါလေ။တရုတ်စီကတပည့်တက်လီနေကျင်းတွေပါဝယ်ယူဖြစ်မယ်ဆိုတာကိုအရင်တော့ကပြောမယ်။ခုတော့အင်ဒိုနီးရှားကောက်ကွယ်ဝင်ကြီးဌာနကညင်းဆိုနေပါလေ။အင်ဒိုနီးရှားလေတာတရုတ်လေတာလက်ရှိသုံးနေတဲ့ဂျေတန်တိုက်လေရင်42စီဝင်မယ်လို့သတင်းတွေကြည့်ကြပြန်ထပ်ပေါ်တဲ့နောက်ကာကွယ်ဝင်ကြီးဂျာဖာဂျက်ဆော့ကတိကျမဆုံးဖြတ်ရသေးပါဘူးလို့ဘလွန်ဘတ်ကိုပြောပါလေ ကိစ္စတွေကမပြီးသေးပါဘူး။ Indonesia ဟာလောလောဆယ်ဘယ်လိုရင်ဝင်မလဲဆိုတာလိုက်ကြည့်နေစေပါလို့ပြောပါရစေ။နိုင်ငံလီတက်ကိုအစီအမင်းတွေမိုတက်လို့အမျိုးအစားတွေကိုလည်းရွေးချယ်နေစေပါလို့ပြောပါရစေ။အစင်လာရဆိုရင်တရုတ်ဟာရုရှားနဲ့နောက်နိုင်ငံတွေရဲ့တက်လို့ရင်တွေကိုသာဝယ်ခဲ့ပြီးဂျေတန်တွေကိုဝယ်ယူဖြစ်တော့တရုတ်တက်လို့ရင်တွေကလည်းပထမဆုံးရွေးချယ်မှုဖြစ်လာမှာပါ။အချို့ချောင်းအနာပိုင်နိုင်ငံတခုအနေနဲ့ကိုယ့်အတွက်တင့်တော်မဲ့အရာကိုလွတ်လပ်လပ်ဆွေးစားရွေးချယ်ခွင့်ရှိပါလေ လိုအပ်ချက်တွေအတွက်ထိထိရောက်သုံးဝင်မဲ့ဈေးနှုန်းသင့်မဲ့လိုအပ်ချက်တွေကြီးမားမရှိမဲ့တိုက်လေရင်ဒီမျိုးကိုရှာဖွေနေစေပါလို့ပြောပါတယ်။အော်တိုဘာလာတုန်းကလည်းအင်ဒိုနီးရှားကာဝေးဝန်ကြီးဌာနကတရုတ်ဂျေတန်တိုက်လေရင်ဝယ်ယူဖို့နေဆက်ကြောင်းရေးမွပြောခဲ့ပါသေးတယ်။နိုင်ငံလေတဲ့အစင်းမြင့်တွေမိုးဖို့တဲ့တိုက်ပွဲဝင်အစင်မှတ်ကြောက်တင်ခံထားပြီးသားတိုက်လေရင်တွေဝယ်ယူဖို့စဉ်းစားနေကြောင်းကာဝေးရာရှိတွေကမှတ်ချက်ပေးပါတယ်။ ဒါပေမဲ့ JDN နဲ့ကိုကျင်းသေးပေါ့ဝယ်မယ်လို့တော့တရားဝင်ကြီးညာချက်မထုတ်ပါဘူး Indonesian American Company Boeing F15 တိုက်လေယာဉ်တွေကိုအကြီးကျယ်အစစ်မြစ်နဲ့ထားတဲ့ F15EH တိုက်လေယာဉ်တွေကိုလည်းဝယ်ဖို့စဉ်းစားနေပြီမဲ့ဈေးရမ်းမြင့်လို့တွန်းဆုတ်နေတာဆိုပါတယ် Indonesian အနေနဲ့ JDN နဲ့ကိုဝယ်ဖို့တိကျမဆုံးဖြတ်သေးဘူးပြောပြမဲ့ JDN နဲ့ကမြို့တော်ဂျကာတာမှာပြန်တန်းနေတာမကြခင်မြင်ရလိမ့်မယ်လို့သူကိုယ်တိုင်အော်တိုဘာလလည်းကအမှတ်ချက်ပေးပြပါလိမ့်ဒါကြောင့် Indonesia ဟာစကားကိုနှမျိုးပြောတာလားဆိုပြီးတော့မေးခွန်းထုတ်စရာဖြစ်နေပါလိမ့် ်တရုတ်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးအင်ဒိုနီးရှားအပေါ်မကျင်မလဲဖြစ်နေပါတယ်ဒါပေမဲ့တရုတ်အစိုးရကအဲဒီကနဲ့ပတ်သက်ပြီးတော့အာဆီယံမှာလည်းအင်ဒိုနီးရှားကိုဘာတစ်ခုမှ ထုတ်ဖော်ပြောခြင်းမရှိသေးပါဘူးလောလောဆယ်အင်ဒိုနီးရှားကတော့သူတို့အနေနဲ့လိုက်ပြီးတော့စစ်ဆေးနေသေးပါသုံးသက်နေသေးပါလို့ပြောပါတယ်ကျွန်တော်တို့ရဲ့ချုပ်ချောင်အန္တရာယ်နဲ့မြေပိုင်နဲ့ကောက်ွယ်ဖို့ကလိုအပ်ချက်ကိုပြည့်မီစေမယ့်လင်းရင်မျိုးစားအလုံးကို စုံစမ်းမှာပဲလို့အင်ဒိုနီးရှားရဲ့လေတပ်ကြီးကကပြောပါတယ်။နောက်တစ်ပတ်မှာတော့သမရပါဘူဟာစစ်တပ်ဒီပတီဦးစီးချုပ်အနေနဲ့ဂျေဒန်နဲ့ဝယ်ဖို့ရှိမရှိအဓိကဆုံးဖြတ်မယ်လို့လည်းပြောပါတယ်။သမရပါဘူကတော့ဆုံးဖြတ်ခြင်းမရှိသေးပါဘူး။လေလာသုံးသပ်သူတွေကဂျေဒန်နဲ့ဟာဈေးကွက်ရှိအခြားတပ်လေအနေနဲ့ဈေးသက်သာမယ်ဆိုပေမဲ့အင်ဒိုနီးရှားလေတပ်မှထပ်ပေါင်းလိုက်ရင်တော့သူတို့ရဲ့စစ်တပ်တွေစစ်စင်ရေးမြောက်သားမကတခြားနိုင်ငံလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပါလုပ်ငန်းဆောင်မှုရှုပ်ခွေးစေနိုင်ပါတယ်။ ခြေတန်းစီကိုတရုတ်က1980ပြည့်နှစ်နှစ်တွေမှာတရုတ်နိုင်ငံတတိယမျိုးဆက်တိုက်လေရေးဖြစ်ချန်တူးလင်ကော်ပိုရေးရှင်းကစတင်ဖန်တီးခဲ့တာဖြစ်ပါတယ်။ခြေတန်းစီရာတရုတ်မှာကိုတော်တော်လေးကိုတုံးများခဲ့တာဖြစ်ပါတယ်။နောက်ပြီးတရုတ်မှာအတော်များအသုံးပြုမယ်နောက်ပိုင်းမှာတရုတ်ကတော့ခြေတန်းစီကိုထပ်ပြီးတော့4.5မျိုးဆက်ခြေတန်းစီဖြစ်အဆင့်မြင့်နေခဲ့ပါတယ်။ဝင်ဟင်မဝင်ဟင်ပြည့် PR15 လို့အဆင့်မြင့်တုံးကြီးတွေပါတတ်ထားပါတယ်။ အင်ဒိုနီးရှားရဲ့လက်ရှိတက်လင်ရင်ခြေနေရအင်ဒိုနီးရှားမှာလက်ရှိတက်လင်ရင်စစ်စစ်ပေါင်းအစီးတရ30ရှိပြီးအမေရိကန်ရော F-16 နေရုရှားရော F-17 နေ SU-30 တွေပြည်တယ်လို့ BAE Hawk 100နဲ့ 200C တွေပါပါတယ်။ဒါပေမဲ့စစ်စင်နိုင်တဲ့လေယာဉ်ကတော့ 62C သာရှိပါတယ်။ဒါကြောင့်အင်ဒိုနီးရှားအနေနဲ့လည်းဒါဟာလိုအပ်ချက်တစ်ခုဖြစ်တဲ့အတွက်တကယ်ဝယ်မလားမဝယ်ဘူးလားဆိုတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။